ဒီဒီယူနဲ့အဝေကပညာရေးဖောင်ဒေးရှင်းရည်ရွယ်ချက်နဲ့မင်္ဂလာ၆ပွဲစီစဉ်ခဲ့လို့ဘာအတွက်လဲမိကုန်းထုတ်ခန့်နေရတဲ့ဟိမရဲ့နဲ့စူပီရဲ့မင်္ဂလာပွဲများပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာစတာပေ့ချ်ကနေပြလဲကြိုဆိုလိုက်ပါတယ်အခုချိန်မှာပြည်သူ့နဲ့ဦးဝဲရဲ့မင်္ဂလာပွဲနဲ့နှိုင်းရှင်ကောင်လူပြောများနေရာကတော့ပြည်သက်ချစ်တော်နမကြီးတယောက်ဆောင်တွေဖြစ်တဲ့ဟင်းဝီရဲ့နဲ့စုပြည့်သက်စင်တို့ရဲ့မင်္ဂလာပွဲအကြောင်းမှာ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကအစကတည်းကပရိသတ်တွေကြားမှာအရန်ကိုစိတ်ဝင်စားမှုမြင့်တက်နေခဲ့ရပါချစ်သူသက်တမ်းချောင်းနဲ့အကြမှာတရားဝင်လက်ထပ်တော်မှာဖြစ်တယ်လို့မင်္ဂလာပရိဝတ်ကြီးကိုတော့တရုတ်ပြည်ထီတောင်းရောက်ပြီးတော့ရိုက်ကူးခဲ့ကြလို့အရန်ကိုခံနာအောင်မယ်ဆိုတာအားလုံးကကြိုတင်ခံမှန်းထားပြီးသားပါ ဒါပေမဲ့အခုပြည်သက်တွေကြားထဲမှာအကြီးအကျယ်နှိုင်းယှဉ်မှုနဲ့မိကွန်းထုတ်မှုတွေဖြစ်ပေါ်လာစေတဲ့အကြောင်းအရာတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ဟိဝရဲ့နယ်စုပြည်သက်စင်တို့ဟာသူတို့ရဲ့မင်္ဂလာပွဲကို၆ပွဲတိတိခန်းခန်းနာနာနဲ့ကျင်းပသွားမယ်ဆိုတဲ့အချက်ပါပဲ။ဒီမင်္ဂလာပွဲ၆ပွဲဆိုတဲ့ကိစ္စကအမှုပညာလောကမှာအရင်ကမရှိခဲ့ဘူးလားဆိုတော့ရှိခဲ့ဘူးပါတယ်။ပြည်သက်တွေအမှတ်မိကြမယ်လို့ထင်ပါတယ်။အမှုပညာလောကရဲ့ထိတ်တန်းဆုံးတွေဖြစ်တဲ့ပြည်သူ့နဲ့အင်ဒရာဂျော်စင်တို့ဇနီးမောင်နှံမှာပဲ သူတို့လက်ထက်တုန်းကလည်းမြမရိုးရာအနောက်တိုင်းဒေနာပါသည်မင်္ဂလာဧကန်ပွဲမင်္ဂလာလက်မှတ်ရေးထိုးပွဲစသဖြင့်မင်္ဂလာပွဲအခမ်းအနားချုပ်ပွဲဇက်တိုက်ကျင်းပခဲ့လို့ အရိခေအလိခါကမြန်မာနိုင်ငံရဲ့အခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်ဆန်ချိန်တင်ခဲ့ပါတယ်။ဒါပေမဲ့အရိတုံကပြည်သူ့နဲ့အင်ဒရာဂျော်စင်တို့ရဲ့မင်္ဂလာပွဲ၆ပွဲဟာအရင်ကိုရွှေရှင်ပြီးတော့မြင့်မြတ်တဲ့ရွယ်ချက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ပြည်သူ့ပညာရေးဖောင်ဒေးရှင်းအတွက်ရန်ပုံငွေရှာဖွေဖို့ပေါ့။သူတို့ဟာနွမ်းပါတဲ့ចောင်းသားចောင်းသူတွေရဲ့ပညာရေးကိုထောက်ပံ့ဖို့ဒီဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီးတော့သူတို့ရဲ့မင်္ဂလာပွဲကိုအကြောင်းပြုပြီးရန်ပုံငွေပဲ Fundraising Events အဖြစ်နဲ့တခါရဲကျင်းပခဲ့ရပါ။ဒါကြောင့်ပရိသတ်တွေကသူတို့ရဲ့မင်္ဂလာပွဲကိုသဘောကျအားပေးခဲ့ကြသလို အကျိုးရှိတဲ့မင်္ဂလာပွဲဖြစ်နေတက်မှတ်ခဲ့ကြပါတယ်။အခုဟင်းဝီရဲ့နေဆိုဖြစ်တဲ့စင်တို့ကလည်းမင်္ဂလာပွဲ၆ပွဲကျင်းပတော်မယ်ဆိုတဲ့အခါပရိသတ်တွေကမလွဲမသွေနိုင်ရှင်ကြည်လာကြပြီးတော့မေကွန်ထုတ်လာကြပါတယ်။သူတို့ရဲ့ယူရချက်ကရောပါလေ။သူတို့ကရောဘလိုမျိုး Brighton Foundation အတွက်ရန်ပုံငွေရှာမှဖြစ်လို့၆ပွဲတောင်လုပ်ခဲ့ရလဲဆိုတဲ့မိကွန်းတွေပါဒီမိကွန်းတွေပို့ပြီးတော့ကျေလောင်လာရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့မင်္ဂလာပွဲဟာ sponsor တွေနဲ့ပြည့်နေလို့ပါပဲပြည်သူတို့တော့က Brighton အတွက်အလှူငွေလက်ခံခဲ့ရပါဘူး အခုဟိဝိယံနယ်ဆိုဖီတေစင်တို့ရဲ့မင်္ဂလာအေခံပွဲကတော့နာမည်ကြီးလုပ်ငန်းရှင်တွေကုမ္ပဏီတွေကနေကြော်ညာဝင်ခြင်းလို့ ပန်ပိုးပေးကြတာတန်းစီနေကြပါရယ်အထူးသဖြင့်တော့စင်အီဂရီယရနာစင်ဆိုင်လိုထိတ်တန်ဘရန်ကြီးတွေကစင်တွေယရနာတွေများစွာနဲ့သူတို့ဇနီးမောင်နှံကိုပန်ပိုးပေးထားတာတွေ့ရပါတယ်ဒီနေရာမှာပဲလူတွေရဲ့ဝေဖန်မှုကကွက်တီဖြစ်လာပါရယ်တာမန်လူတွေမင်္ဂလာဆောင်ရင်ပတ်စံကုန်ကြပေမဲ့ဆိုပြတဲ့စင်နဲ့ဟင်းဝရံတို့ဇုံတွေကတော့မင်္ဂလာပွဲကနေငွေတွေပြန်ရနေတယ်လို့ဖြစ်တယ်ဆိုတဲ့အမြင်မှာဒါကြောင့်လည်းလူတွေကပြည်သူ့နဲ့အင်ဒရာဂျန်စင်တို့ရဲ့မင်္ဂလာပွဲ6ပွဲက Brighter Foundation အတွက်ဖြစ်လို့တိုင်းပြည်အတွက်အကျိုးရှိတယ်အခုဟင်းဝရံနဲ့ဆိုပြ တင်စင်တို့ရဲ့မင်္ဂလာပွဲ၆ပွဲကတော့လုပ်ငန်းရှင်တွေနဲ့ကိုပိုင်စည်းပွားရှာနေရဆိုပြီးပြင်းပြင်းထန်ထန်သုံးသပ်ဝေဖန်နေကြတာပါပရိသတ်ကြီးတို့ရောဒီနိုင်ရှင်မှုပေါ်မှာဘလို့မြင်မိပါသလဲရည်ရွယ်ချက်မတူညီရဲ့ဒီမင်္ဂလာပွဲ၆ပွဲပေါ်မှာပရိသတ်တို့ရဲ့အမြင်ကဘလို့ရှိပါသလဲမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်